ီနေ့မှာတော့2021ခုနှစ်ကထွက်ရှိခဲ့တဲ့ Midnight ဆိုတဲ့မှုကင်းတက်ထိတ်ရင်ဘူဇက်ကားတကားကိုတင်ဆက်ပေးသွားမှာပါ။ညာမိုးချုပ်တဲ့အချိန်မှာအသက်ငယ်ငယ်မိန်းကလေးတယောက်အချိန်ဘိုးလုပ်ပြီးတဲ့နောက်မှာတော့သူမရဲ့အလုပ်ခွင်ကနေပြီးတော့နောက်ဆုံးမှထွက်လာခဲ့ပါတယ်။တကယ်တော့သူမအရင်တွေ့လိုက်တဲ့တက္ကစီကိုယောက်ျားလေးတစုကငှားသွားတာကြောင့်အခုတော့အိမ်ကိုခြေချင်းပြန်ရတော့မှာပါ။မောင်မဲနေတယ်လမ်းအတိုင်းရှောက်လာရင်းနဲ့ဘန်ကားတစ်စီးကသူမစီကိုချင်းကပ်လာပြီးရင်မောင်းဖြစ်သူဒိုရှစ်ကအိမ်လိုက်ပို့ပေးမယ်ဆိုပြီးတော့ကန့်လန့်လိုက်ပါတယ်။ ဒါပေမဲ့အမျိုးသမီးကလူစိမ်းတစ်ယောက်နဲ့ကားတူမစည်းချင်တာကြောင့်ငင်းဆန်လိုက်ပြီးတော့ခဏလောက်ဆက်လျှောက်ပြီးတဲ့အခါမှာတော့ထူးဆန်းတဲ့အတန်တချို့ကိုကြားလိုက်ရတာကြောင့်လှည့်ကြည့်တော့ဘန်ကားတစ်ခါကပွင့်နေပြီးတော့တယောက်ယောက်ကငိုယူပြီးတော့အကူညီတောင်းနေတဲ့အတန်ကိုကားထဲကနေကြားလိုက်ရပါတယ်။ဒါကြောင့်သူမကပို့ပြီးတော့နီးကပ်သွားပြီးတော့ချောင်းကြည့်လိုက်တဲ့အခါမှာတော့အဝတ်စားပုံတစ်ခုနဲ့အသက်မရှိတော့တဲ့ယောက်ျားတစ်ယောက်ရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်။ တကယ်တော့ကေပါဦးဆိုတဲ့အတန်ဒီကဒိုရှစ်လုံနေခဲ့တာဖြစ်ပြီးတော့အခုတော့ဒိုရှစ်တယောက်ဖမ်းဆွဲပြီးတပ်ပစ်ဖို့ကားထဲကိုဆွဲတင်လိုက်ပါတော့တယ်ခဏအကြာ911ကိုဖုန်းခေါ်လိုက်ပြီးတော့အဝတ်စားတန်းတန်းနေလဲဝတ်ဆင်ပြီးတဲ့နောက်မှာဒိုရှစ်ကတော်တော်လေးကိုစိတ်ထိခိုက်ဟန်ဆောင်ရင်းနဲ့ရဲရာရှိနှစ်ယောက်နဲ့တွေ့ပါတော့တယ်သူကအလောင်းတွေကိုထားခဲ့တဲ့နေရာကိုလက်ညှိုးထိုးပြပြီးတော့မတော်တဆတွေ့ရှိခဲ့တယ်လို့ဟန်ဆောင်ရင်းနဲ့အလုသမားတစုကအမျိုးသမီးကိုဓာတ်နဲ့ထိုးတက်သွားတာတွေ့လိုက်တယ်ဆိုပြီးတော့ပြောပြပါတယ်ရဲအနေငယ်ကြပြီးတဲ့နောက်မှာ ကင်ချောင်းမီလို့ခေါ်တဲ့ကောင်မလေးရဲ့အလုပ်က customer service ဖြစ်ပြီးတော့ပုံမှန်အတိုင်းစပွဲမှာပဲအလုပ်ထိုင်လုပ်နေပါတယ်။တကယ်တော့သူကနားမကြားပါဘူး။ဒါကြောင့်တခြားနားမကြားသူဒါမှမဟုတ်စကားမပြောနိုင်တဲ့ customer တွေစီကနေပြီးတော့ဖုန်းခေါ်ဆိုမှုတွေကို video call တွေကနေတဆင့်လက်ဟန်ခြေဟန်ပြဘာသာစကားနဲ့ပြောဆိုဖြေရှင်းရပါတယ်။ပုံမှန် customer service တွေလိုပဲသူမကိုနာမည်ဆိုးတွေခေါ်ပြီးတော့လက်ကလေထောင်ပြတဲ့ရိုင်းဆိုင်တဲ့ customer တွေလည်းရှိပါတယ်။ အလုပ်ပြီးတဲ့နောက်မှာတော့သူမကစကားဝိုင်းထဲမှာမပါဝင်နိုင်ပေမဲ့လည်းကုမ္ပဏီညစာစားပွဲကိုတော့တွားပြီးတော့တက်ရောက်ခဲ့ပါလေစပွဲဝိုင်းမှာယောက်ျားတွေအားလုံးကသူမနားမကြားတာကိုအခွင့်ကောင်းယူပြီးတော့သူမရဲ့အကြောင်းကိုရိုင်းဆိုင်တဲ့စကားလုံးနေနဲ့ပြောဆိုကြပေမဲ့သူမနှက်ခမ်းလှူရှာမှုကိုဖတ်နိုင်တာကိုတော့သူတို့မသိခဲ့ပါဘူး။ဒါကြောင့်အပြန်အလှန်အနေနဲ့သူမကလည်းသူတို့ချီးကျူးစကားလို့ထင်နေတဲ့ဆဲဆိုမှုပေါင်းများစွာကိုလက်ဟန်ချေဟန်နဲ့ပြန်လုပ်ပြခဲ့ပါလေ။ အဲ့နောက်မှာသူမကသူမရဲ့နားမကြားတဲ့အမေကိုအမေရဲ့အလုပ်ဖြစ်တဲ့အချုပ်ဆိုင်စီကနေတွားကြိုခဲ့ပြီးတော့ကားပေါ်ကအတန်အာယုံခံကြိယာကြောင့်အမေဖြစ်သူဆိုင်ကယ်တစ်စီးနဲ့တိုက်မိမလို့ဖြစ်တာကနေကယ်တင်နိုင်ခဲ့ပါတယ်အမေဖြစ်သူကဒီလမှာလာစာကောင်းကောင်းရလို့အယမ်းပျော်နေပြီးအခုဆိုရင်သူတို့နှစ်ယောက်တွားချင်နေခဲ့တဲ့ကမ်းခြေအပန်းဖြစ်ခီးကိုတွားနိုင်ကြတော့မှာပါမျိုးရဲ့တနေရာမှာတော့ချွဲဆိုကြောင်းကအပြင်တွားဖို့ပြင်ဆင်နေပါတယ်ဒါပေမဲ့သူမရဲ့အကူဖြစ်သူလုံချုံရေးဝန်ထမ်းဂျုံတက်က သူတို့မိပါတယ်တေဆုံးပြီးကလေးကသူမကိုအလွန်အမင်းအကာအကွယ်ပေးလို့နာကြောင်းသူမဝတ်ဆင်ထားတဲ့အဝတ်အစားတွေနဲ့အိမ်ပြန်လာရမယ့်အချိန်တွေနဲ့ပတ်သက်ပြီးတော့နှစ်ယောက်သားငင်းခုန်နေကြပါတယ်လိန်မာပါမယ်ဆိုပြီးတော့ဂရီပေးခဲ့ပြီမဲ့နောက်ပိုင်းမှာတော့သူမဒိတ်လုံနေတော့အကူဖြစ်သူရဲ့စာပို့တာတွေကိုလစ်လူရှုပြီးတော့ဂရီပေးထားသလောက်အိမ်ကိုစောစောမပြန်နိုင်ခဲ့ပါဘူးသူမကဖုန်းလဲမကင်တာကြောင်းကျုံတက်တယောက်သူ့ညီမကိုအပြင်ထွက်ရှာဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ညာမိုးချုပ်တဲ့အချိန်ကျမှဒိုးရှိကနောက်ထပ်သားကောင်တယောက်ကိုရှာဖွေဖို့အပြင်ထွက်လာပါတယ် သူကကြောင်းမီကကာရက်ဖို့နေရာရှာနေတော့သူမအမေကိုအချက်ပေးခလုတ်တိုင်တစ်ခုနာမှာထားခဲ့တာကိုတွေ့လိုက်ပြီးတော့အမေဖြစ်သူနောက်ကိုလိုက်ဖို့ရွေးချယ်လိုက်ပါတော့တယ်။ဒါပေမဲ့အဲ့ဒီချိန်မှာဆိုချောင်းကလည်းအဲ့ဒီလမ်းတိုင်းရှောက်လာတာကြောင့်ဒိုရှစ်ကဆိုချောင်းကိုပဲရွေးချယ်လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒိုရှစ်တယောက်ပြေးပြီးတော့ဆိုချောင်းပေါ်ကိုအလွန်မြန်တဲ့အချိန်နဲ့ခုံလိုက်ပေမဲ့ကြောင်းမီရဲ့အမေကတခြားတစ်ဖက်ကနေလမ်းလျှောက်နေတာကြောင့်ဘာတမ်းမှမကြားရပဲနဲ့သတိမထားလိုက်မိပါဘူး။ ဆိုကြောင်ကိုရှင်းပြတာတော့မှဒိုရှစ်ကအမေဖြစ်သူစီသွားဖို့လှုပ်ရှားလိုက်ပြီမြင်သူ့ရဲ့အစီအစဉ်တွေကနှောင့်နှေးသွားပါတယ်။အကြောင်းကတော့ကျုံးတက်ရောက်လာပြီးတော့သူ့ညီမကိုတွေးမိသလားဆိုပြီးတော့အမေဖြစ်သူကိုလာမေးပြီးတော့အဲ့မိမကြီးကမကြားတဲ့အတွက်ဘာမှပြန်မဖြေတာကြောင့်ထွက်သွားခဲ့ပါတယ်။ပြီးတော့ចောင်းမီကလည်းကားပါကင်ကနေပြန်ထွက်လာပါတယ်။သူမအမေနဲ့တွေးဖို့အသွားမှာမှောင်မဲနေတဲ့လမ်းကြားတစ်ခုတည်းကဖြူရောင်ဖက်နဲ့တစ်ဖက်ရုတ်တရက်ထွက်လာတာကိုတွေ့လိုက်ရပြီးတော့သူမကမကြားနိုင်ပေမဲ့ဆက်ဆုတက်တာကြောင့်ရက်ကြီးနေလိုက်ပါတယ်။ ဒုတိယဖက်နက်ထွက်လာပြီးတဲ့နောက်မှာတော့ကြောင်းမီတယောက်လမ်းကြားထဲကိုဝင်မှုဆုံးဖြတ်လိုက်ပြီးတော့ငိုယိုသွေးထွက်ရင်းနဲ့အကူအညီတောင်းနေတဲ့ဆိုချောင်းကိုတွေ့လိုက်ပါတယ်။ဘာမှမလုပ်နိုင်ခင်မှာပဲဒိုးရှစ်ကပစိန်တလက်နဲ့ပေါ်လာပြီးတော့ကြောင်းမီကိုတတ်ဖို့ခုံအုပ်လိုက်ပြီးမဲ့ဆိုချောင်းကသူ့ကိုတွန်းထုတ်လိုက်တာကြောင့်ကြောင်းမီကိုထွက်ပြေးဖို့ခွင့်ရရသွားပါတော့တယ်။ကြောင်းမီတယောက်လမ်းမပေါ်ကိုပြန်ထွက်လာပြီးတော့သူမအမေကိုတွေ့လိုက်ရတဲ့အခါမှာတော့သူမအမေအန်ဒီယကင်းကိုစန်းကျင်ဘက်လမ်းတိုင်းပြေးသွားပါတယ်။ ကားပါကင်ကိုပြန်သွားပြီးတော့ကားတွေချာမှာပုံးနေရင်လည်းအတန်ထွက်ဖို့တောင်းတော်တော်လေးလွယ်ကူတဲ့လက်ကန်ရှိတဲ့တကားစီကိုသွားလိုက်ပါတယ်။တကားကိုတန်းတိုင်တလောက်ဂယူးဒီဇိုင်းဖွင့်နေတော့မှပဲဒိုရှစ်ကကြားသွားပြီးတော့နောက်ကလိုက်သွားခဲ့ပြီးမြကန်ကောင်းစွာနဲ့ပဲကြောင်းမီကတကားကိုအချိန်မီဖွင့်လိုက်နိုင်ပါတယ်။တကားရဲ့တစ်ဖက်မှာတန်ချိုးခတ်ထားတာကြောင့်လုံးဝဖွင့်လို့မရပြီးမြအဲ့ဒီဂျာကနေသူ့လိုပိန်ပါတဲ့မိန်းကလေးတယောက်ကဖြတ်သွားလို့ရပြီးဒိုရှစ်လိုယောက်ျားကြီးတယောက်ကတော့ဖြတ်တန်းဖို့အဆင်မပြေတာကြောင့်နောက်မှကြံခဲ့ပါတယ် ကျောင်းမီတယောက်ကားစီကိုရောက်အောင်သွားပြီးတော့အမေဖြစ်သူကိုအချက်ပေးခလုံနာမှာစောင့်နေဖို့ဗီဒီယိုကောနဲ့လှမ်းပြောလိုက်ပါတော့တယ်။ဒါပေမဲ့ဖုန်းချချပြီးချင်းမှာပဲဒိုရှစ်ကဓာတ်ချောင်းကင်ပြီးတော့ကားနောက်ခံမှာပေါ်လာပါတယ်။ဒိုရှစ်ကကျောင်းမီကိုကားမောင်းခိုင်းပြီးကျောင်းမီကတော့အဆောက်အဦအပြင်ကိုထွက်မဲ့စားနယန်စီကိုမောင်းသွားလိုက်ပြီးမတိုက်ခင်လေးမှာပဲရက်ပြီးတော့ထွက်ပြေးဖို့အခွင့်အရေးကိုအသုံးချလိုက်ပါတယ်။နောက်ကနေလိုက်ဖမ်းလိုက်ပြီးကျောင်းမီတယောက်ဒိုရှစ်မမိခင်လေးမှာပဲအမေစီကိုရောက်အောင်သွားလိုက်နိုင်ပါတယ်။ ဒါပေမဲ့ကျောင်းမီကအချက်ပေးခလုတ်ကိုနှိမ့်လိုက်တာကြောင့်ဒိုးရှစ်လည်းထပ်ပြီးတော့မချင်းကပ်နိုင်တော့ဘဲနဲ့ကျောင်းမီတို့ရဲကိုစောင့်နေတော့မှဒိုးရှစ်တယောက်သူ့ရဲ့ဗန်ကားစီကိုပြန်သွားခဲ့ပါတယ်။ဆိုကျောင်းရဲ့လောင်းကိုတော့ကားထဲမှာဝတ်ထားပြီးတဲ့နောက်မှာသူကအဝတ်အစားနဲ့သပင်းပုံစံကိုတာမန်စီးပွားရေးသမားတယောက်လိုပြောင်းလဲလိုက်ပြီးပေါ့ပေါ့ပါပါအမှုရနဲ့ကျောင်းမီတို့နားကိုချင်းကပ်လာပါတယ်။ကျောင်းမီကသူ့တွေးခဲ့တဲ့တုန်းကညနေဖုန်းနဲ့အုတ်ထုတ်ဆောင်းထားတာကြောင့်သူ့ကိုမမှတ်မိပါဘူး။ ဒါကြောင့်ဒီအမျိုးသားကသူ့ညမကိုလိုက်ရှာနေတာဆိုပြီးတော့ပြောတဲ့အခါမှာကြောင်းမီကယုံကြည်သွားပါတယ်။ဒါကြောင့်ဒိုရှစ်ကိုမှောင်မဲတဲ့လမ်းကြားစီကိုခေါ်သွားမလို့လို့တော့မှပဲရဲတွေရောက်လာပြီးတော့ရဲအရာရှိကလမ်းကြားထဲမှာဘာမှမရှိတာကိုတွေ့လိုက်ပါတယ်။ကြောင်းမီတယောက် လုံခြုံရေးကင်မရာတွေကိုကြီးဖို့တောင်းဆိုပေမဲ့ဆက်လက်တောက်ဖို့လာစုနေတဲ့ကလေးတွေကပိတ်ထားခဲ့တာကြောင့်ကင်မရာတွေကလည်းအလုံးမလုပ်ပါဘူး။ဒါကြောင့်၃ယောက်လုံးကိုစနစ်တကျတိုင်ချဲဖွင့်နိုင်ဖို့အတွက်ရဲစခန်းစီကိုခေါ်သွားပါတယ်။ ဓာတ်လီကားထဲမှာဒိုရှစ်ကသူ့အိတ်ထဲကလက်နက်တွေကိုကြည့်လိုက်ကျောင်းမီတို့ကိုကြည်လိုက်လုံနေတာကိုကျောင်းမီရဲ့အမေကသတိထားမိသွားပြီးတော့သူကညမပြောက်သွားလို့တိတ်ပြီးဝမ်းနေနေတဲ့ပုံတော့မပေါ်ဘူးဆိုပြီးတော့တွေးလိုက်မိပါတယ်။ဒိုရှစ်ကတော့သူ့ရဲ့ဟန်ဆောင်မှုကိုဆက်ထိန်းထားဖို့အတွက်သူ့အိတ်ထဲကနေအနေရောင်ဖုန်းတစ်လုံးကိုထုတ်လိုက်ပြီးသူ့ညမစီကစာတစောင်ရရှိလို့စိတ်သက်သာရရသွားပြီးအဲ့ဒီအလောင်းကသူ့ညမရဲ့အလောင်းမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ပဲလို့ပြောလိုက်ပါတယ်။ ခဏကြာမှတော့ចောင်းမီကထွက်ဆိုချက်ပေးပြီးသွားပြီမြေရဲရာရှိကအလောင်းဒါမှမဟုတ်လူတသမားရဲ့ရုပ်ရည်တွင်မြင်မရှိဘဲနဲ့ဘာမှတိတ်မလုံးနိုင်ပါဘူးလူတသမားရဲ့ပုံစံကိုမင်းနေတုံးမှာចောင်းမီကပြန်မဖြေခင်ဒိုရှစ်ကဝင်ပြောတာကြောင့်တခြားသူတွေရဲ့ထွက်ဆိုချက်ကိုအနှောက်အယှက်မပေးဖို့သူ့ကိုပြန်ပြောလိုက်ပါတယ်အနီးနားကဆိုဖာမှာအိတ်နေတဲ့အင်ဂျီယာမဲတယောက်ကလည်းဒီအတွက်သူ့ကိုဝင်ပြီးတော့မင်းကဘာသိလို့လဲရဲတွေကအကုန်ဆင်းပြေးအောင်လုပ်သွားပေးလိမ့်မယ်ဆိုပြီးတော့မိဘတွေထိပါစော်ကားပြီးပြောဆိုလိုက်ပါသေးတယ် ဒါကိုမချိနဲ့တဲ့ဒိုရှစ်ကတော့ရေတန်းဆက်စီကိုသွားပြီးတော့ခွက်တစ်ခွက်ယူရင်းနဲ့ရဲအရာရှိမကြအောင်အတန်တိုးတိုးနဲ့အင်ဂျီယာမဲကိုဆဲလိုက်ပါတယ်။အဲ့လူကလည်းဒေါသထွက်သွားပြီးတော့ချက်ချင်းပဲဒိုရှစ်ကိုထိုးဖို့ခုံအုပ်လိုက်ပါတယ်။ယုံရင်းဆန်ခတ်ဖြစ်နေတော့မှာပဲဒိုရှစ်ကအဖြူရောင်ဖုံးတစ်လုံးချမ်းမြေမော်ကိုပြုတ်ကျသွားပြီးတော့ចောင်းမီရဲ့အမေကကောက်ယူလိုက်ပါတယ်။ရဲကအင်ဂျီယာမဲကိုဆွဲထုတ်သွားပြီးတော့တခြားအခန်းတစ်ခုစီခေါ်ဆောင်သွားတာကြောင့်ဒိုရှစ်ကသူ့ဖုန်းကိုပြန်ယူပြီးတော့ចောင်းမီရဲ့ကိုရေးချက်လက်တွေတီးရဖို့အတွက်ចောင်းမီရဲ့ထွက်ဆိုချက်ကိုတွားကြည့်ခဲ့ပါတယ်။ သူဖတ်နေတော့မှာပဲအမေဖြစ်သူကကြောင်းမီကိုဒီလူမှမတူညီတဲ့ဖုန်းနှလုံးရှိတာကတန်တရားဖြစ်စရာကောင်းကြောင်းလက်ဟန်ချင်ဟန်ပြလိုက်ပါတယ်သူတို့ချင်းချင်းစကားပြောနေတာကိုသူတိထားမိသွားတဲ့ခါမှာသူတို့ဘာကြောင်းပြောနေတာလဲဆိုပြီးတော့မေးလိုက်ပေမဲ့ကြောင်းမီကဘာမှမဟုတ်ဘူးလို့ပဲသူ့ကိုရေးပြလိုက်တာကြောင့်ဒိုရှစ်ကအမေဖြစ်သူစီကိုချင်းကပ်သွားပြီးတော့နောက်ဆက်တွဲဘာလုပ်ရမလဲဆိုတာစဉ်းစားရင်းသူ့အိတ်ထဲကလက်နက်တွေကိုစပြီးတော့မှွေနှောက်ပါတော့တယ်အဲ့ဒီအချိန်မှာရဲတယောက်ကပျောက်ဆုံးနေတဲ့သူညမကိုတိုင်ချက်ဖွင့်ဖို့ကြိုးစားနေတဲ့ကျုံတက်တဲ့တူတူပေါ်လာခဲ့ပါတယ် အရာရှိကသူ့ညမာပုံကိုတခြားသုံးယောက်ကိုပြခိုင်းလိုက်ပါတယ်။ဘာလို့လဲဆိုတော့ပုံစံကကြောင်းမီရဲ့ထွက်ဆိုခြင်းနဲ့ကိုက်ညီနေလို့ပါ။ဒိုရှစ်ကသူ့မကိုမမြင်ဘူးတလို့ဟန်ဆောင်ခဲ့ပေမယ့်ကြောင်းမီကတော့ချက်ချင်းမှတ်မိသွားပြီးသူ့ကိုသူ့မရဲ့ထွက်ဆိုချက်ကိုဖတ်ဖို့ပေးလိုက်ပါတယ်။သူ့မသူ့ကိုတိတ်စိတ်ချက်လက်တီးပေးဖို့ကြိုးစားနေတော့မှာပဲ။ရဲကစခန်းထဲကိုပြန်ဝင်လာပြီးတော့ဒိုရှစ်ကိုရန်ရှာဖို့ကြိုးစားနေတဲ့အင်ဂျီယာမဲကိုချုပ်ပြီးတော့စခန်းထဲကထွက်သွားတာကြောင့်ဒိုရှစ်ကရှုပ်ရှက်ခတ်နေတဲ့အခြေအနေကိုအသုံးပြုပြီးတော့ အမေဖြစ်သူကိုမလှုပ်ဖို့နဲ့ပါဇက်ပိတ်ထားဖို့ပြောရင်းနဲ့မလိုက်နိုင်ရင်ចောင်းမိကိုတက်ပြစ်မယ်ဆိုပြီးတော့ချိန်ချောက်လိုက်ပါတယ်ဘာလို့လဲဆိုတော့စိုးချောင်းရဲ့ဖုန်းကဒိုရှစ်စီမာမန်သူကမြင်ထားပြီးမှုလို့ပါပြီးတော့သူကဓာတ်ချောင်းကိုထုတ်လိုက်ပြီးတော့သူ့သမီးစီကိုရှောက်သွားရင်းနဲ့သူ့အိတ်ထဲမှာဘာတွေရှိလဲဆိုတာပြလိုက်ပေမဲ့အမေဖြစ်သူကတခြားသူတွေကိုသတိပေးနိုင်မဲ့အတန်ကြေးကြီးတစ်ခုကိုပြုတ်လုလိုက်ပါတယ်ကျုံတက်ကအချိန်မီလှည့်ကြည့်ပြီးဓားကိုတားဆီးလိုက်တာကြောင့်နှစ်ယောက်သားစပြီးတော့တိုက်ခိုက်ကြပါတော့တယ်။အမျိုးသမီးတွေကတော့အပြင်ထွက်ပြီးတော့ရဲတွေကိုတွားခေါ်ပါတယ်။ တို့ရှစ်ကစိုးချောင်းကိုဒုက္ခပေးခဲ့ကြအောင်ဝန်ခံလိုက်တာကြောင့်ကျုံတက်တယောက်ဒေါသထွက်သွားပြီးတော့စတင်ထိုးချိတ်ပြီးဓားကိုတောင်းဆွဲလုပြီးတော့တို့ရှစ်ရဲ့လေမင်းမို့တင်ထားလိုက်ပါတယ်သူညမဘယ်မှာရှိလဲဆိုတာသိဖို့မေးမြန်းမိမယ်ရဲတွေရောက်လာပြီးတော့ကြားဖြတ်တားဆီးလိုက်ပါတယ်ဒိုရှစ်ကခံရသူဖြစ်ဟန်ဆောင်ပြီးတော့သူတို့နှစ်ယောက်ရဲ့အနေထားကြောင့်ပဲရဲရရှိတွေကဒိုရှစ်ကိုယုံကြည်သွားပြီးတော့တုံတက်ကိုဖမ်းဆီးလိုက်ပါတယ် ဒိုရှစ်ကတော့လွတ်လွတ်လပ်လပ်ထွက်သွားနိုင်ခဲ့ပြီးတော့ရဲတွေကလုံခြုံရေးကင်မရာတွေကိုစစ်ဆေးပြီးတော့ကျုံတက်ပြောတာအမှန်မှန်တိသွားပါတယ်။အဲ့ဒီချိန်ကြောင်းမီတို့ကလည်းမပြောင်းကြသေးပါဘူး။ကျုံတက်ကသူ့ညမကိုလမ်းနေပေါ်မှာပြန်ရှာနေတော့မှာရဲတွေကတော့တားမီနှစ်ယောက်ကိုသူတို့ရဲ့တိုက်ခန်းစီကိုလိုက်ပို့ပါတယ်။အဲ့ဒီတိုက်ခန်းမှာလှုပ်ရှားမှုရှိရင်မီးလင်းလာမဲ့စံသာမီးလုံးတွေလည်းအများကြီးတက်ဆင်ထားပါတယ်။အမေနဲ့သမီးကလက်ဖက်ရည်တောက်နေတော့မှမီးတွေကတကားဝမှတစုံတယောက်ရှိကြအောင်သတိပေးလာတာကြောင့်သူတို့စိုးရင်သွားပါတယ်။ဘာလို့လဲဆိုတော့အချိန်ကတော်တော်လေးကိုနောက်ကျနေပြီမို့လို့ပါ။ ဒါပေမဲ့ဒါကအထုတ်တချို့လာယူတဲ့အမေဖြစ်သူရဲ့အလုပ်ဖော်ကိုင်းပဲဖြစ်ပါတယ်။တကြီးရွယ်ကိုမျိုးသမီးနှစ်ယောက်ကတူတူထွက်သွားကြပြီးတော့အเจ้าမီကိုတိုက်ခန်းထဲမှာတယောက်ထဲထားခဲ့ပါတယ်။တကယ်တော့ဒိုးရှစ်ကတကားပြင်ဘက်ကိုရောက်နေပါပြီ။ဒါပေမဲ့အပြင်ဘက်ကအာယုံခံကရိယာကိုဖျက်ဆီးလိုက်တာကြောင့်အเจ้าမီတယောက်မတိလိုက်ပါဘူး။ဖျက်ဆီးလိုက်တော့မှပဲမိကတူတဲ့တီနီယာကိုမပြတော့မှာပါ။ ဒါပေမဲ့အထဲမှာသူ့ခြေလန်းလန်းတာကိုတော့အာယုံခံမိနေတာကြောင့်ကြောင်းမီကစစ်ဆေးဖို့အခန်းထဲကထွက်လာတဲ့အခါမှာဒိုရှစ်ကနှိုးဆက်နိုင်တလုံးကိုမီအောင်လုလိုက်ပြီးတော့ဒါကမီလင်းစေတဲ့အကြောင်းရင်းပဲလို့ကြောင်းမီကိုထင်အောင်အောင်ပြလိုက်ပါတယ်။အဲ့နောက်မှာကြောင်းမီအခန်းထဲကိုပြန်ရောက်လာတဲ့အခါမှာတော့ဒိုရှစ်တယောက်အိမ်ထဲကတခြားအာယုံခံကိရိယာတွေအားလုံးကိုလည်းပိတ်ပစ်လိုက်ပါတော့တယ်။အဲ့ဒီအချိန်ကြောင်းမီကတော့ကျုံတက်စီကိုစာပို့နေခဲ့ပါတယ်။မြမလေးတို့စိတ်မကောင်းတဲ့အကြောင်းမှာဒိုရှစ်ကသူ့ရဲ့ပစိန်ကိုဆွဲယူလိုက်ပြီးတော့တိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပေမဲ့ ဲ့ဒီချိန်ចောင်းမီကအဝိစင်မော်ကအယုတ်တစ်ခုလှုပ်ရှားနေပေမဲ့မီးတွေကတုံ့ပြန်မှုမရှိတာကိုသတိထားမိသွားပြီးတော့အချိန်မီလဲကြည့်လိုက်တာကြောင့်ဒိုရှိရဲ့တိုက်ခိုက်မှုကနေရှောင်တိတ်လိုက်နိုင်ပါလေပြီးတော့ចောင်းမီကတခြားအခန်းတစ်ခန်းစီကိုဖြေးသွားပြီးတော့တကားရှိမှအဝိစင်တစ်ခုနဲ့ပိတ်ဆို့လိုက်ပြီးကျုံတက်စီကိုလူသက်သမားကဒီမှာရောက်နေကြောင်းစာပို့လိုက်ပါလေပြီးတော့သူ့အမေကိုပြန်မလာဘူးစာပို့လိုက်ပေမဲ့တကားကတုံခါမှုရက်တန်သွားတဲ့အခါမှာသူ့အမေကဒီကိုရောက်နေပြီဖြစ်ပြီးတကားပွင့်နေတာကိုတွေ့တယ်ဆိုတဲ့စာတစောင်ကိုရလိုက်ပါလေ သူ့အမေအန်ဒီရဲ့ကြားရောက်နေပြီလို့ထင်ပြီးတော့ចောင်းမီကအဝတ်စင်ကိုပြန်ရွှေ့ဖို့စတင်လိုက်ပြီမဲ့အကူညီတောင်းနေသူမရဲ့အမေစီကစရီထက်ရောက်လာတဲ့ခါမှာစလုံးကောင်းတွေကသူမအမေပုံမှန်စာရိုက်သက်လောက်မကောင်းမဲနဲ့ပြီးပြည့်စုံနေတာကိုသတိထားမိသွားပါလေအဲ့ဒီအချိန်မှာပဲဒိုရှစ်ကသူ့အမေရဲ့ဖုန်းကိုယူထားမှန်းတိလိုက်ပြီးတော့တကားကြကနေသူပေါ်လာမဲ့အချိန်မှာအဝတ်စင်ကိုရွှေ့တာကိုအချိန်မီရက်တန်လိုက်ပါလေဒါကဒိုရှစ်ကိုတော့ကြာကြာမတားဆီးနိုင်ပါဘူးဒိုရှစ်ကအထဲကိုဝင်ဖို့ပစိမ့်နေတကားကိုစပြီးဖြက်စီးပါတော့တယ် တခြားထွက်ပေါက်မရှိတာကြောင့်ကျောင်းမီတယောက်ပရင်ပေါက်ကနေခုံချလိုက်ပေမဲ့ဒိုရှစ်ကသူ့မပြုတ်ကျသွားတော့မှသဘင်ကနေဆွဲထားလိုက်ပါတယ်။ဒါကြောင့်ရအောင်ယုံကန်ပြီးတော့လွတ်ချအောင်လုံလိုက်နိုင်တာကြောင့်အမိုက်ပုံပေါ်ကိုဘေးကင်းကင်းနဲ့ကျသွားပါတယ်။ထပ်ပြီးတော့ပြေးတန်းလိုက်တိုင်းစတင်ကြပါပြီ။မကြခင်ပါပဲကျုံတက်ကသူတို့ကိုတွေ့သွားပြီးတော့နောက်ကနေပြေးလိုက်ပါတယ်။တော်တော်ဝေးဝေးထီကိုပြေးလွှားပြီးတဲ့နောက်မှာဒိုရှစ်ကကျောင်းမီကိုပိတ်ထားတဲ့ဧရိယာတစ်ခုထဲမှာဒေါင်းပိတ်မိအောင်လုံလိုက်ပြီးတော့သူ့တိုက်ခိုက်တော့မဲ့အချိန်မှာပဲကျုံတက်ကအချိန်မီရောက်လာပါတယ်။ကျုံတက်ကသူ့ကိုမရိုက်နိုင်အောင်တားဆီးဖို့ဒိုရှစ်ကသူ့ရဲ့ ဓာတ်ကိုသူ့လက်ဘေးမှာတိတ်လိုက်ပြီးတော့ကုတ်ကုတ်ကိုတက်သေးမယ်ဆိုပြီးတော့ချိန်ချောင်းလိုက်ပါတယ်အကြောင်းကတော့သူ့တည်သွားရင်ကျုံတက်ကသူ့ညမှာဘယ်မှာရှိနေမှန်းသိတော့မှာမဟုတ်ပါဘူးဒါကြောင့်ကျုံတက်နေရာမှာရင်ချက်တေးတေးလေးတို့မှာဒိုရှစ်ကစိုးချောင်းရဲ့တီနေရာနဲ့အတူသူ့ဖုန်းစီကိုစားသောင်ပို့လိုက်ပြီးတော့မင်းကလေးနှစ်ယောက်ကြားထဲကတယောက်ကိုရွေးချယ်ခိုင်းပါတယ်ကျုံတက်ကចောင်းမီကိုတောင်းပန်ပြီးတော့သူရရှိခဲ့တဲ့လိမ့်စာဖြစ်တဲ့ចောင်းမီရဲ့အိမ်စီကိုစိုးချောင်းကိုရှာဖွေဖို့ပြေထွက်သွားပါတော့တယ်။အရေးကြုံရင်တော့လူတွေကကိုယ့်ဘက်ကိုပဲရက်ကြတဲ့အမျိုးပါ။ တကယ်တော့ဒိုးရှစ်ကလိန်နေတာသိတာပါတယ်။ပွားကြည့်ရောအဲ့နေရာကဘလာကြီးပါပဲ။ကျုံတက်တယောက်ចောင်းမီရဲ့အမိနဲ့ပဲတွေ့လဲရပါတယ်။အဲ့ဒီချိန်ចောင်းမီကတော့အမိုက်ပုံတွေကကလထိုင်းတလုံးကိုတုံးပြီးတော့ခုခံကာဝယ်ဖို့စူးစမ်းပေမဲ့ဒိုးရှစ်ကသူ့စီကနေခုံကိုလူယူလိုက်ပြီးတော့သူ့မားကိုမြေပြင်ပေါ်ကိုဖိထားဖို့အသုံးပြုလိုက်ပါတယ်။ဒိုးရှစ်တယောက်ចုံတက်နဲ့စကားပြောနေတော့ចောင်းမီကမြေကြီးတစ်ချို့ကိုယူပြီးတော့ဒိုးရှစ်ရဲ့မျက်နှာကိုပတ်လိုက်ပါတယ်။ပြီးတော့အာယုံလွဲသွားတော့မှဒိုးရှစ်ကိုတွန်းထုတ်ပြီးတော့ထွက်ပြေးပါတော့တယ်။ ကျောင်းမီတယောက်ဒူးရှိရဲ့ဘန်ကားရှိတဲ့လမ်းမပေါ်ကိုရောက်တဲ့အခါမှာတကားကပွင့်နေတာကိုတွေ့လိုက်ပြီးတော့ဆိုချောင်းကကားထဲကနေထွက်လာရင်ဓာတ်တချောင်းကင်ပြီးတော့အကူကြီးတောင်းလိုက်ပါတယ်အမေဖြစ်သူနဲ့ကျုံတက်တို့ကလည်းပိတ်ထားတဲ့ area စီကိုရောက်လာပြီးဘာမှမတွေ့ပါဘူးအဲ့ဒီချိန်မိန်းကလေးနှစ်ယောက်ကတော့အမိုက်ပုံကြီးတစ်ခုရဲ့အနောက်လမ်းကြားတစ်ခုထဲမှာပုံအောင်နေပါတယ်ကျောင်းမီကဆိုချောင်းကို911ကိုဖုန်းခေါ်စေချင်ပေမဲ့သူမကဘန်ကားထဲမှာအလောင်းမရှိတော့တာကိုသိရှိသွားတဲ့ဒူးရှိကသူ့တို့အနီးနားမှာရှိနေတာကိုကြားနေရတာကြောင့်ခေါင်းခါပြပြီးညင်းလိုက်ပါတယ် ဒါကြောင့်ចောင်းမီကအစီအစဉ်တစ်ခုကိုဆွဲလိုက်ပါတယ်။အဲ့ဒါကတော့ဆိုချောင်းကိုသူ့အကူအနားမှာရှိနိုင်တာကြောင့်ခေါ်ခိုင်းလိုက်တာပါ။ပြီးတော့ဖုန်းကိုသူမစီကိုပေးလိုက်ပြီးတော့ဒါကိုဆွဲယူလိုက်ပါတယ်။တို့ရှစ်လှဲ့နေတော့မှာပဲចောင်းမီတယောက်လမ်းကြားထဲကနေထွက်သွားပြီးတခြားနေရာမှာပုံလိုက်ပါတယ်။လူသက်သမားကဆိုချောင်းကိုရှာတွေ့တော့မဲ့ချိန်မှာပြန်ထွက်လာပြီးတော့ဗဇက်ကနေထူးဆန်းတဲ့အတန်တစ်ခုကိုပြုတ်လုလိုက်ပြီးအနီးနားကတပ်ထုတကားကိုလှုပ်လိုက်ပါတယ်။တို့ရှိရဲ့အာယုံဆိုင်မှုကိုရပြီးတာနဲ့ဓာတ်ကိုလေဘေးမှာထောက်ထားပြီးတော့တက်တည်လိုက်တော့မှနော်ဆိုတဲ့ပုံစံလှုပ်ပြလိုက်ပါတယ် တို့ရှိအနားကိုကတ်သွားတော့လမ်းမီးတိုင်ကချက်ပြခလုတ်ကိုနှိပ်ပြီးတော့ကျောင်းမီတယောက်ထွက်ပြေးပါတယ်။ဆိုချောင်းကသူ့အကူကိုအကူညီတောင်းဖို့ဖုန်းခေါ်နေတော့မှကျောင်းမီတယောက်မြို့ပတ်ပြီးတော့ကိုပြေးနေရတာပါ။ဒီတစ်ချိန်မှာတော့ကျောင်းမီကမြို့ရဲစီကိုပြေးသွားပြီးတော့လူတွေပုံများများရှိနေတာကဖမ်းမိဖို့ပိုခက်ခဲစေလိမ့်မယ်ဆိုပြီးတော့မျှော်လင့်ပါတယ်။သူမကားတန်တွေကိုမချားနိုင်တာကြောင့်လူရှုပ်တဲ့လမ်းမကိုအခက်ခဲများစွာနဲ့ဖြတ်ကူးခဲ့ရပေမယ့်အန်ဒီရရှိတဲ့အခိုက်တက်အနေငယ်ကြုံတွေ့ပြီးတဲ့နောက်မှာသူမတစ်ဖက်ချမ်းကိုယောက်သွားပြီးစီးပွားရေးစုံတစ်ခုတည်းကိုဝင်သွားနိုင်ပါတယ်။ လမ်းသွားလမ်းလာတွေကိုအကူအညီတောင်းဖို့ကြိုးစားပေမဲ့စကားမပြောနိုင်တာကြောင့်တေချာနားမလဲကြပါဘူးဒိုရှစ်ကပို့ပြီးအနားကိုကတ်လာတာကြောင့်ចောင်းမီတရားကိုကုတ်ကိုကာဝယ်ဖို့ဓာတ်ထုတ်သုံးရကတပါတခြားရွေးချယ်စရာမရှိတော့ပဲလူတိုင်းကသူတို့ပတ်လည်မှာဝိုင်းကြည့်နေရင်နောက်ဆုတ်သွားကြပါလေသူတို့ကိုចောင်းမီကအန်ရီပေးတော့မှထင်နေတာပါလူအုပ်ထဲကတယောက်ကရဲကိုဖုန်းခေါ်ဖို့ကြိုးစားပေမဲ့ဒိုရှစ်ကဓာတုညမာဖြစ်ပြီးတော့စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေကြောင်းရဲတွေကသူမကိုကိုကုတ်ကိုထိခိုက်မိအောင်လုပ်မိမှာကြောက်လန့်သွားစေလိမ့်မယ်လို့ပြောပြီးတော့တားဆီးလိုက်ပါတယ် ចောင်းမီကဒိုးရှိစကားပြောနေတော့မှပြေးထွက်သွားပါတယ်။ဒါပေမဲ့ခဏကြာမှာတော့စစ်သားတချို့ကចောင်းမီကိုဖမ်းခေါ်လာပြီးတော့ဒိုးရှိရဲ့ညီမဆိုတဲ့ဇလန်းကိုယုံကြည်ပြီးတော့ចောင်းမီကိုဒိုးရှိစီကိုပြန်ခေါ်လာပါတယ်။သူတို့ကဓားကိုလည်းဒိုးရှိစီကိုပြန်ပေးလိုက်ပါတယ်။သူတို့ထွက်သွားပြီးတဲ့နောက်မှာចောင်းမီတယောက်စတင်ကိုယူလိုက်ပြီးတော့ထုံနိုင်တဲ့များအတန်ငင်းငင်းနဲ့သူမမှာလှုပ်ရှားတဲ့အများကြီးကြံနေတာကြောင့်သူမကိုမတက်ဖို့တောင်းပန်လိုက်ပါတယ်။လူတွေရှိမှဒီလိုမလှုပ်ချင်တာကြောင့်ဒိုးရှိကလည်းចောင်းမီကို အနီးနားကလမ်းကြားတစ်ခုစီခေါ်သွားပြီးတော့ចောင်းမီကသူ့ကိုတော်တော်ယုံအောင်လုံးနိုင်ပေမဲ့မလုံလောက်သေးဘူးလို့ပြောပြီးတဲ့နောက်မှာចောင်းမီကိုဓားနဲ့ထိုးဖို့ပြင်လိုက်ပါတယ်။ကံကောင်းသွားနေပြီ။ចုံတက်ကအချိန်မီရောက်လာပြီးတော့ဒိုရှစ်ကိုအချိန်မီတားဆီးလိုက်ပါတယ်။နှစ်ယောက်သားစတင်တိုက်ခိုက်ကြပြီးတော့ចုံတက်ကဒိုရှစ်ကိုလေပင်ကနေချုပ်ထားလိုက်ပြီးအသက်ရှူချက်အောင်လုပ်လိုက်ပါတယ်။ဒိုရှစ်တတိလက်သွားတဲ့ခါကျမှလွတ်ပေးလိုက်ပြီးတော့ចောင်းမီကိုသွားဆက်စေရင်နဲ့ဆိုချောင်းကဆေးရုံမှာအနေငယ်ငယ်ရှိနေကြောင်းနဲ့အမေဖြစ်သူကလည်းအနီးနားမှာရှိနေတဲ့ကြောင်းအသိပေးလိုက်ပါတယ် ပြီးတာနဲ့သတိလက်ချေအောင်ဆောင်ခဲ့တဲ့ဒိုရှစ်ကရုတ်တရက်ထလာပြီးတော့ကျုံတက်ကိုပလင်းကုန်နေနဲ့ရောအမှတ်တရမျိုးစုံနဲ့ပါရိုက်ပါတော့တယ်။ကျောင်းမီကဓားကိုကောက်လိုက်ပြီးတော့သူ့ကိုရက်အောင်လှုပ်လိုက်တာကြောင့်ဒိုရှစ်ကလမ်းကြားထဲကထွက်ပြီးအမေဖြစ်သူရဲ့နောက်ကိုလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျောင်းမီရဲ့အမေကိုစီးပွားရေးဆောင်ရဲ့အလဲမှာတွေ့သွားပြီးတော့အမေဖြစ်သူစီကိုချင်းကပ်သွားရင်အမေသမီးကဟိုမှာဆိုပြီးတော့မှောင်မဲတဲ့လမ်းကြားတစ်ခုကိုလိုက်ခဲ့ဖို့ပြောနေတော့မှာကျောင်းမီကသူတို့ကိုမြင်သွားတာကြောင့်ဓားကရင်နဲ့ဒိုရှစ်တို့နောက်ကိုပြေးလိုက်သွားပြီးဒိုရှစ်ကိုဓားနဲ့ပြေးထိုးပါတော့တယ်။ ဒါပေမဲ့ဒိုရှက်ကသူမသူ့ကိုမထိုးနိုင်ခင်မှာပဲចောင်းမီကသူ့လက်ကိုပဲထိခိုက်အောင်လုပ်နိုင်တယ်လို့ဆိုပြီးတော့လောင်ပြောင်လိုက်ပါတယ်တကယ်တော့ဒါကចောင်းမီရဲ့အစီအစဉ်တစ်စိတ်တစ်ပိုင်းမှာចောင်းမီကဒါကိုဒိုရှက်ရဲ့လက်ထဲကိုထည့်ပေးလိုက်ပြီးတော့ကိုကုတ်ကိုလှည့်ထိုးလိုက်တာကြောင့်ဒါကဒိုရှက်လို့တလို့ဖြစ်သွားပါတယ်လူကြီးကလည်းနောက်ဆုတ်သွားပြီးတော့ဒီလက်ကွက်ကိုလုံးဝယုံကြည်သွားတာကြောင့်ဒိုရှစ်ကသူ့လောက်တာမဟုတ်ဘူးလို့ပြောနေတာကိုနားမထောင်ကြတော့ပါဘူး အဲ့ဒီချိန်မှာရဲတွေရောက်လာပြီးတော့သတိပေးတဲ့အနေနဲ့လေထဲကိုတနက်ပြစ်ဖောက်လိုက်ပြီးမယ်ဒိုရှစ်ကရက်တက်မသွားတာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကိုတနက်နဲ့နှစ်ချက်ပြစ်လိုက်ပါတယ်ဒါတောင်မှမလုံလောက်သေးပါဘူးအကြောင်းကတော့ကြောင်းမီကဒိုရှစ်ကိုလက်ခလက်ထောင်းပြပြီးတော့တမင်သွားဆွနေတာကြောင့်ပါဒါပေမဲ့ဒိုရှစ်ကတော့နောက်တစ်ချိန်စူးစမ်းတော့မယ့်ချိန်မှာပဲကျုံတက်ရောက်လာပြီးတော့သူ့ကိုမြေပြင်ပေါ်လှဲတိုက်ချလိုက်တာကြောင့်ဒိုရှစ်တယောက်အဲ့နေရာမှာနေအသက်ထွက်သွားပါတော့တယ်ရပောင်းများစွာကြာပြီးတဲ့နောက်မှာကြောင်းမီနဲ့အမေဖြစ်သူတို့နှစ်ယောက်သားအိမ်မက်မက်ခဲ့တဲ့အပန်းဖြေကမ်းခြေခရီးစဉ်ကိုသွားခဲ့ပါလေ ဆိုကြောင်းနဲ့ကျုံတက်ကလည်းသူတို့နဲ့တူတူလိုက်လာပြီးတော့မောင်နှမနှစ်ယောက်လက်ဟန်ချေဟန်ပြပါသားစကားတချို့တင်ယူနေပုံကိုပြသပြီးတဲ့နောက်မှာသူတို့လေးယောက်တူတူဓာတ်ပုံရိုက်ကြရင်းနဲ့ပဲပျော်ရွှင်စွာနဲ့ဇာတ်သိမ်းသွားပါတော့တယ်။ဟုတ်ကဲ့ဒီလိုမျိုးဇာတ်လမ်းကောင်းလေးတွေကိုဇက်တိုက်တင်ဆက်ပေးမှမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပြီးပါအောင်ခင်ဗျာ။